နော်အဲ့တော့ကျွန်တော်မျိုးတွေအားလုံးပဲဒီညနေမှာကျွန်တော်ရထားတဲ့ကျွန်တော်ရထားတဲ့တော့တွင်လေးလက်တော့ site တွေကိုကျွန်တော်မိတ်ဆွေကူမတွေကိုကျွန်တော်ပြန်ပြီးတော့ပြန်လည်ပြီးမျှဝေပေးမယ်အဲ့ဒီပုံမှာကျွန်တော်မိတ်ဆွေတွေကအကြိုင်ထိုးပါမကြိုင်မထိုးပါနဲ့နော်အဲ့တော့စောစောစီးစီးစကားကိုကြိုခံပြီးတော့ပြောထားတာနော်ကြိုင်ပါသူမကြိုင်မထိုးပါနဲ့နော်အားလုံးကဒါခလေးတန်ငယ်တန်ငယ်နှစားတွေတရားအောင်မပါဘူးနော်အားလုံးက session နဲ့ပြည်ပသားတွေကြီးပဲကိုအိုပိုင်အုံနောက်နဲ့ကိုပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့လူတွေကြီးပဲ အဲတော့ကျွန်တော်ပြောတိုင်းလည်းမယုံနဲ့ကျွန်တော်ပြပြီးတဲ့ website တွေကိုကြိုက်ပါထူမကြိုက်ရင်လုံးဝမထူပါနဲ့နော်အဲတော့ကျွန်တော်အကူဒီမားတွေအားလုံးပဲအဲတော့ဒီညက်ဒီမားလည်းကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဘက်ကနေရထားတဲ့ကဏ္ဍကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးမယ်အခါတိုင်းလိုပဲ9မိနစ်တော့စောင့်ဝေးနော်လူဆုံအောင်စုပြီးတော့နော်ကျွန်တော်တခါတည်းပြပေးသွားမယ်နော်ဒီဘက်မှာကျွန်တော်တို့ကထိတ်စည်းတွေနောက်ဘိတ်တွေပါတလုံးတလုံးနဲ့ကြက်ကက်လွယ်နေတယ်နော် တလုံးတလုံးနဲ့ပဲကက်ကက်လွှဲနေဘိုင်းနေမှန်းနေအမှန်ပြီးတော့ကက်ကနန်တလုံးတလုံးနဲ့ကက်ကက်ပြီးတော့ပဲလွှဲနေတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီညက်နေမှာကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ရထားတဲ့မူဆိုင်လေးကိုပြပေးမယ်လက်မလေးလေးတော့တန်းစီနေပေးမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပေးပါကုမမမင်္ဂလာပါလေးကြီးမှန်းသွားပေးပါထလိုက်ဝင်လိုက်မလုပ်ပါနဲ့ကျွန်တော်လူ9မိနစ်ဆောင်ခိုင်းနေဆိုတာကကျွန်တော်ကဆောင်ခိုင်းတာမဟုတ်ကျွန်တော်ကိုရီမားတွေကိုလူဆောင်အောင်လို့ကျွန်တော်ကဆောင်ပေးတာ เนาะကျွန်တော်ဆောင်းခိုင်းတာမဟုတ်ဘူးကျွန်တော်ကုရီမားကိုလူဆောင်အောင်ဆောင်းပြီးအဲ့တော့တယောက်ကထွက်သွားတယ်တယောက်ကဝင်လာတယ်တယောက်ကထွက်သွားတယ်တယောက်ကဝင်လာလိုက်ဆိုရင်အဲဆုံးနေမှာဆုံးမှာမဟုတ်တော့ဘူးပေါ့เนาะအဲ့တော့လူများမို့လဲပြပြရတာကျွန်တော်တို့ကပို့ပြီးတော့အားရှိတာပေါ့ဗျာကဲအဲ့တော့ကျွန်တော်တို့ကငန်းကကိုလုံးထွက်ပြပါပြီเนาะတုံညာ1 2 3 4 6 9 8 9ဆိုတော့ကိုလုံးကနန်းကိုလုံးထွက်ပြီးသွားပြီငါးတလုံးမှကျန်တော့တယ် အော်ပြီနော်ကနေကိုလုံးထွက်ပြီးသွားပြီငါးတလုံးပဲကြံပါတော့တယ်ခဏလေးအဲ့တော့ကနေကကိုလုံးထွက်ပြီးသွားရင်ငါးတလုံးပဲကြံပါတော့တယ်အဲ့တော့ကျွန်တော်တို့ကဒီညနေ၄နာရီခွဲမှာရထားတဲ့မူဆိုက်ကိုကျွန်တော်မိတ်ဆွေအကူမတွေကိုကျွန်တော်ပြန်ပြီးတော့ချပြပေးမယ်။ဒါပြီးတော့အခုလက်ရှိမှာလည်းကျွန်တော်တို့က၃ချိန်ပဲကစားရတော့မယ်။ဒီ၃ချိန်ရတော့တွင်မှာလိုက်ရမဲ့ဇာတုံးမွေးခွေပေါ့နော်။လုံးဝကြောင်ပိတ်ခွင်မူစစ်စစ်ပေါ့နော်။ကြောင်ပိတ်ခွင်ကျွန်တော်လည်းချောင်းနေရကြားပြီ။နော်။ အဲ့တော့မနက်ပိုင်းမှာသူကကနန်းကပြောင်းသွားလို့နောက်မဆိုကမနက်ပိုင်းမှာ48နဲ့တင်မဲ့သူကျွန်တော်အဲ့ဒီမူကိုကျွန်တော်မပေးသေးဘူးအဲ့ဇာတို့မွေးကိုမပေးတော့ဘူးလို့ထားလိုက်တာ48နဲ့မပြီးမနဲ့49ပြောင်းလို့ကျွန်တော်ဒီ3ချိန်ရတော့တဲ့မှာလိုက်ရမဲ့ဇာတို့မွေးကိုကျွန်တော်ကိုရီမာတွေကျွန်တော်ပေးမယ်နော်ပေါက်ပြီး1000ကျပ်နဲ့ကျွန်တော်ပေးမယ်ကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေလာယူပါအဲ့တော့ဒီ3ချိန်ရတော့တဲ့မှာထွက်ရမဲ့ဇာတို့မွေးကိုတခုပါနော်ကြည့်အဲ့တော့ကြိုက်တယ်ဆိုတဲ့မျိုးတွေကလာယူကြည့်လက်မလေးတန်းစင်းနေပြီခဏစောင့်မယ်10မိနစ် ့အဲ10မိနစ်လောက်ပဲဆောက်နောက်နောက်10မိနစ်ပဲဆောက်နောက်10မိနစ်ဆက်မှာ10မိနစ်ပြည့်ပြီဆိုတာနဲ့ကျွန်တော်အကူဒီမှာရှိတဲ့လူနဲ့ကိုကျွန်တော်ပြပေးမယ်နောက်လူဆောင်အောင်လို့ဆောက်ပေးတာနော်အဲ့တော့9မိနစ်တည်းတော့ကျွန်တော်ဆောက်ပေးတယ်9မိနစ်တော့တည်းမှာဝင်နေမဖြစ်ဘူးအာ9မိနစ်ပြည့်သွားပြီဆိုရင်ရှိတဲ့လူနဲ့ကျွန်တော်ပြပေးမယ်တယောက်ရှင်းတယောက်ကိုပြပေးမယ်နော်ကြဲအဲ့တော့ထိတ်စီးနဲ့ကျွန်တော်တို့ကထိတ်စီးရဲ့ထိတ်စီးလမ်းကြောင်းရဲ့ဝမ်းကြီးလိုက်ဝမ်းကြီးဝမ်းကြီးကတော့တော်တော်မားတယ်တော်တော်မားကုန်ညင်းတယ်ဝမ်းကြီးထဲမှာပါတယ်နော်လုံးဝချက် တော်တော်လေးမှတော်တော်လေးမာတယ်တဲမှာပါတယ်ပေါ့နော်အဲကဲအဲ့တော့ခဏလေးဗျာလက်မလေးတန်းစီနေပြီးတော့စောင့်ပြီးမယ်ဗျာခဏလေးစောင့်မယ်နော်စက္ကန့်ပိုင်းတော့ဝယ်စောင့်အောင်တော့မယ်နော် ကဲ9မိနစ်ပြည့်ကျွန်တော် live ကိုဆက်ပြီးတော့ပြပြီးမယ်အားလုံးပဲလက်မလေးတန်းစီနေပြီးတော့စောင့်ပေးပါအားလုံးပဲပေါ့နော်အားလုံးပဲလက်မလေးတန်းစီနေပြီးမယ် channel လေးကို subscribe နေရတဲ့ channel လေးကို subscribe နေသွားပြီးပါဗျာနော်အဲ့တော့ကျွန်တော်ထွက်စင်နေရင်ရေးမယ်ပေါ့နော် ကဲတော့ထွက်စင်လေးယဉ်ရေးမယ်ဗျာရှိတဲ့လူပဲပြပြရအောင်နော်ကြံသုံးချိန်လိုင်းရမယ်ဇာတ်လုံးကိုလိုချင်တဲ့ဆိုရင်669 336 666ဒီဖုန်းနံဖုန်းမစိတ်ကနေဟိုင်းထားလိုက်ဟုတ်ပြီနော် iPhone နံပါတ်ကိုဖုန်းမစိတ်ကနေဟိုင်းထားလိုက်ကြံသုံးချိန်ဒီညနေရမနက်ပိုင်းနေကုန်ရင်လိုင်းရမယ်ဇာတ်လုံးမွေးခွေနော် live ပြောတယ် live ပြောတယ်ကြောင်ပိတ်ခွင့်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ live ပြောသွားပြီနော်အဲ့တော့ကျွန်တော်ထွက်စင်လေးယဉ်ရေးမယ်ထွက်စင်ကကျွန်တော်တို့ကဒီကနေ63ရ99ရဲ့ နော်63ရဲ့99ရဲ့78ရဲ့ကေဘူးရဲ့ပြီးတော့78တဘူးပြီးတော့94နောက်ပြီးကကြတော့94နောက်ထပ်494ဟုတ်လားမသိဟုတ်တယ်ဟုတ်ပါတယ်နောက်တော့23 63ဘာကြတော့29 40တေရှိတက်ကိုဒီတစ်ပတ်ကျွန်တော်ထုတ်ပြတဲ့မူအားလုံးထွက်သွားပြီเนาะเนาะဒီမနက်၄ခုเนาะတနည်း3ခုတနည်း3ခုခွေအပူပါ23ထွက်တယ်6ပိုင်းပတ်ဒီ63ထွက်တယ်နော်တ6ပြိ29ထွက်တယ်ပါဝါနက်ခတ်တယ်ကျင်းသေးပေါက်လာမယ်တ10ထွက်တယ်မွေးကနဲ68ကတဲ့က69 3368နဲ့ကတ်တဲ့မူတ10ထွက်တယ် အားလုံးထွက်တယ်ဟူးမကြောင်မှာအားလုံးထွက်သွားပြီเนาะအဲ့တော့ဒီ3ကြိမ်တော့ဒီမှာဒီ2ကြိမ်2ကြိမ်3ကြိမ်ဒီ3ကြိမ်တော့ဒီမှာလိုက်မှာဇာတမှုခွေယူမှာဆိုရင်တော့အကျွန်တော်ပေါ်ပေး1000နဲ့ပေးမယ်เนาะ6 6 3 6 6 6ကိုကျွန်တော်ရမူတီကန်ဖုန်းနံပါတ် iPhone နံပါတ်ဖုန်းမဆိတ်ကနေဟိုင်းထားလိုက်เนาะကျွန်တော်ပေးပေးမယ်เนาะကဲအဲ့တော့ကဲအဲ့တော့စီးတဲ့လူနဲ့ပဲပြပေးမယ်စီးတဲ့လူနဲ့ပြပေးမယ်ဆိုတော့ကျွန်တော်က1ကြိမ်ရဒီကနေတော့အဲ့တော့ညနေ22ရက်နေ့ ၄နာရီ30မိနစ်ပေါ့၄နာရီဆိုတော့ဗောနော်ဝမ်းကြီးကတော့လုံးဝမာတယ်ဗျာเนาะမာကိုမြင်းနေတဲ့မှာပါတယ်ဝမ်းကြီးမာတယ်ဖိတ်စီးရ3လုံးဖြစ်မယ်ဟုတ်တယ်ဘရီလိုင်းရှိမယ်ဘရီလိုင်းပြီးတော့เนาะ ောက်တဲ့ထိုးကွက်ပေါ့နော်ဘိုင်းကွက်မင်းကရံွက်တွေကနော်မင်းကရံွက်တွေတော့သဘောမထားဘူးဗျာရံသူမင်းလိုကသဘောထားလိုက်မှာဘာဖြစ်လို့တော်တော်လေးကောင်းလို့နော် ကဲအဲ့တော့ကျွန်တော်တို့ကဒီကောင်ကဘလို့လာထားလဲဆိုတော့တောက်လျှောက်ကြီးဝမ်းကြီးတောက်လျှောက်ကြီးပေးတာကြီးอ่ะသူ့ရဲ့၅ဘွဲမြောက်ပြီးအခုလက်ရှိကျွန်တော်တို့လိုက်မှာက၆ဘွဲမြောက်ကိုလိုက်ရမှာဟုတ်ပြီနော်သူကဘလို့လာထားတယ်ဆိုတော့ဟောဒီ၃ဟောဒီ၁ရဲ့ဒီ၃၁ဒီလိုဇောင်းပေါင်းခြင်းက၄ဖြစ်ခြင်းကြောင့်၄ရဲ့ပါဝါကို၄ကိုဝမ်းကြီးက၉လေးဆိုပြီးထွက်တယ်ဒီ၈ရဲ့ဒီ၉ရဲ့ဒီလိုဇောင်းပေါင်းခြင်းကခွန်ဖြစ်ခြင်းကြောင့်ခွန်ရဲ့ပါဝါက၂ခွန်နဲ့ဝမ်းကြီးကိုခွန်လေးဆိုပြီးထွက်ထားတယ် ဒီလေးရဒီခုံးရဒီဇောင်းပေါင်းချင်းကတိဖြစ်ခြင်းရောက်တိရပါပါ6တိ6ဝန်းချင်းကိုဟောဒီမှာ63ဆိုပြီးတော့ထွက်ထားတယ်ဒီ9ရဒီ6ရဒီလိုဇောင်းပေါင်းချင်းက9ဖြစ်ခြင်းရောက်9ရပါပါ3ည9 3ညဝန်းချင်းကိုဟောဒီမှာ40ဆိုပြီးထွက်ထားတယ်ဒီ3ရဒီ4ရဒီလိုဇောင်းပေါင်းချင်းကခွန်ဖြစ်ခြင်းရောက်ခွန်ရပါပါက2ခွန်နဲ့ချင်းကိုဟောဒီဘက်မှာ1ခွန်ဆိုပြီးတော့ထွက်ထားပြီးတယ်ဘယ်နှချက်တယ်9ချက်ရှိသွားပြီเนาะအဲ့တော့ ငါးဘွဲပေးဘူးကအပေါ်မှာငါးဘွဲပေးဘူးကကျွန်တော်အခုလက်ရှိလိုက်မှာက6ဘွဲမြောက်ကိုလိုက်မှာအဲ့တော့ကျွန်တော်တို့ကဒီ9ရဲ့ဒီ10ရဲ့ဒီလိုဇောင်းပေါင်းချင်းက3ညဖြစ်ခြင်းကြောင့်3ညရဲ့ပါဝါက9 3ညက1ချင်းကဒီညနေအတွက်မာကိုညံ့ပါဘူးဟုတ်ပြီနော်ပြန်ပြမယ်ဒီနှလုံးပေါင်းချင်း၄ဖြစ်ခြင်းကြောင့်၄ကို1ချင်း6လေးထွက်တယ်ဒီနှလုံးပေါင်းချင်း9ဖြစ်ခြင်းကြောင့်9နဲ့1ချင်း9လေးထွက်တယ်ဒီနှလုံးပေါင်းချင်း6ဖြစ်ခြင်းကြောင့်6 61ဝန်းကျင်63ထွက်တယ်ဒီနှလုံးပေါင်းကြီး9ပြင်းချင်းရောက်93ကျဝန်းကျင်ကို40ထွက်တယ်ဒီနှလုံးပေါင်းကြီးခွန်ပြင်းချင်းရောက်ခွန်နဲ့ဝန်းကျင်ကို1ခွန်ထွက်တယ်ဒီနှလုံးပေါင်းကြီးတုံညာဖြစ်ခြင်းကြောင့်တုံညာငါးဝန်းကြီးဟာအော်ရီညနေမှာမာဘုံမြင့်ဝန်းကြီးနဲ့မှာပါပြီးသွားပြီဝန်းကြီးရနော်ဝန်းကြီးရပြီခဏလေးပြာဒီမှာဖုန်းမစိတ်ကနေပြီးတော့ဟမ် အဲကနလာတောင်းထားတယ်နော်ကဲအဲ့တော့ဝမ်းရင်းနေရာမှာကျွန်တော်တို့ကဘာတွေထည့်မလဲဆိုရင်3ညာ5ဆေးပေါ့နော်ကနလာဖုံးလာတယ် ကဲခဏလေးပြန်နော်အဲ့တော့ဖုန်းလေးရဝင်နေလို့နော်အဲ့တော့ဝမ်းကြီးနေရာမှာကျွန်တော်တို့က3ညာ5ဝမ်းကြီးနော်3ညာ5ဝမ်းကြီးတွေ့ပြီအဲ့တော့ထိပ်စီးလိုင်းတွေကိုတစ်ချက်ကြည့်မယ်နော်ထိပ်စီးလိုင်းလေးတွေကိုတစ်ချက်သွားကြည့်မယ်အားလုံးကလက်မလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီပါကွန်မမမင်္ဂလာပါလေးတွေမှန်သွားပြီမယ်အဲ့တော့ထိပ်စီးလိုင်းလေးတွေကိုတစ်ချက်ခတ်ပြီးတော့ကြည့်မယ်ဟောနော်အဲ့တော့ထိပ်စီးလိုင်းလေးတွေကဒီကောင်ကဘလို့လာထားလဲဆိုတော့ ားလုံးပဲဟုတ်ပြီနော်ဒီကိုဖြစ်ခြင်းကြောင့်တဲ့နော်ဒီကိုဖြစ်ခြင်းကြောင့်ဒီကိုဖြစ်ခြင်းကြောင့်ဒီနှလုံးကကိုဆိုပြီးတော့ဖြစ်ပြရတယ်၃6 6ထိပ်စီနော်ဒီကိုဖြစ်ခြင်းကြောင့်ဒီနှလုံးကိုဖြစ်ပြရတော့6ထိပ်စီ63ဆိုပြီးဖြတ်ထားတယ်ဟုတ်ပြီဒီ၃ဖြစ်ခြင်းကြောင့်တဲ့ဒီနှလုံးက၃ဆိုပြီးတော့ဖြစ်ပြရတယ်အဲ့တော့ လေးထည်စီနဲ့40ဆိုပြီးထွက်ပြေးတာလေဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီ5ဖြစ်ချင်းကြောင့်ဒီနှလုံးရတဲ့6ဆိုပြီးတော့ထပ်ပြီးတော့ဖြစ်ပြေးထားတယ်အဲ့တော့တစ်ထည်စီနဲ့တစ်ခုဆိုပြီးတော့ကြာထားတယ်ဟုတ်ပြီအဲ့တော့ဒီ10ဖြစ်ချင်းကြောင့်ဒီနှလုံးက10ဆိုပြီးတော့ဖြစ်ပြေးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီနှလုံး10ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာဗာထည့်ပြေးရမယ်ဗာထည့်ပြေးရမယ်အလုံးမသိတဲ့မိတ်ဆွေတွေချက်မှတ်ပြီးပေါ့နော် ဒီနဲ့ဒီမှာ6ဖြစ်ချင်အောင်ဒီမှာ6ဖြစ်ချင်အောင်ဒီနှလုံး6ဖြစ်ပြီးရတော့6ဒေစီဒီမှာ3ဖြစ်ချင်အောင်ဒီနှလုံး3ဖြစ်ပြီးရတော့4ဒေစီဒီမှာ6ဖြစ်ချင်အောင်ဒီနှလုံး6ဖြစ်ပြီးရမှာဆိုရင်ကျွန်တော်တို့ကတစ်ထိတ်စီဟုတ်ပြီဒီမှာ10ဖြစ်ချင်အောင်ဒီနှလုံး10ဖြစ်ရမှာဆိုဘယ်ဦးခွန်နေရဲ့တဲ့ခွန်တဲ့ရေဒီမှာဒီနှလုံးပေါင်းချင်းမှာ6ရှိအောင်မှာ6ပဲရှိအောင်မှာလေ6ထိတ်စီဟုတ်လား ဒီနှလုံးပေါင်းချင်းရှစ်ဖြစ်မှဒီရရှစ်နဲ့ညီမလေနော်ကျွန်တော်မှလာနောက်နေနော်ကဲအဲ့တော့ကျွန်တော်တို့ကကိုထိတ်စီတကွက်ရပြီပေါ့နော်ကိုထိတ်စီတကွက်ရပြီအဲ့တော့ကိုထိတ်စီတကွက်ရပြီဆိုတော့ကျွန်တော်တို့ကနောက်ထပ်ပေါ့နော်နောက်ထပ်ကျွန်တော်မိတ်ဆွေအကိုတွေမားတွေအားလုံးပဲနောက်ထပ်ပေါ့နောက်ထပ် မူတစ်ချက်ပြီးသွားပြီကိုရိတ်စီပြီးတော့နောက်ထပ်ထိတ်စီလမ်းကြောင်းတစ်ခုကိုပြီးတော့ဖြတ်ပြပေးမယ်ဒီညက်ဒီမှာတွေးစမြထိတ်စီနဲ့ဒီဝမ်းကြီးနဲ့မကတ်မယ်ပေါ့နော်အဲ့တော့ကိုရိတ်စီတစ်ချက်ရပြီကိုရိတ်စီရပြီဆိုတော့ကျွန်တော်တို့ကနောက်ထပ်ထိတ်စီလမ်းကြောင်းနှစ်ခုရှိသေးတယ်အဲ့နှစ်ခုကိုဆက်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့တော့ကိုဒိတ်စီကသူကဒီမှာပေါ့ရပြီပေါ့နော် ကိုဒိတ်စီရပြီဆိုတော့ကျွန်တော်တို့ကကိုဒိတ်စီတော့ရပြီအဲ့တော့ထိတ်စီလမ်းကြောင်းကိုနောက်တဲ့ထိတ်စီလမ်းကြောင်းတစ်ချက်ကိုသွားကြည့်မယ်နောက်တဲ့ထိတ်စီလမ်းကြောင်း ူကဘလို့လာထားတယ်ဆိုကျွန်တော်တို့ကသူကနော်စီနီယာမူနဲ့လာစီနီယာမူနဲ့လာစီနီယာမူနဲ့လာတာဖြစ်ချင်းကြောင့်ကျွန်တော်တို့ကတစ်ချက်ကလေးလိုက်ပြီးတော့ကြည့်ပေးမယ်ဟောနော်ဟုတ်ပြီဒီ၄၄၄6ဒီ၃လုံးပေါင်းခြင်းက၄၄6ဒီ၃လုံးပေါင်းခြင်းက၄6နဲ့4 6ရဲ့2ရဲ့4ရဲ့ဒီ3လုံးပေါင်းခြင်းက9เนาะ3နဲ့ ဒီ3လုံးပေါင်းခြင်းကကြတော့3ရက်2ရက်1ရက်3 2 1ဒီ3လုံးပေါင်းခြင်းကြတော့6 4 5 6ဟုတ်ပြီအဲ့တော့စီနီယာဆက်ဆင်းမယ်4 5 6ခွန်ဆိုပြီးတော့ဒီဘက်မှာဆင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီဟာ9ရဲ့ဒီဟာ10ရဲ့နောက်ပြီးတော့ဒီညက်နေမှာထွက်မဲ့ထိတ်စီရဲ့ပေါင်းခြင်းကခွန်ဆိုပြီးတော့ဖြစ်ပြရမယ်အဲ့တော့ဒီမှာ10 9နှလုံးရှိခြင်းကြောင့်တို့ကခွန်တစ်လုံးဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ကဘာထိတ်စီဖြစ်ရမယ်ပြန်ကြ ပြန်ကြ9နှစ်ထိုးမယ်နော်ကဲအဲ့တော့ထိုးကျင်တယ်ထိုးနော်အဲ့တော့ဒီမှာတစ်ကိုနှလုံးရှိခြင်းကြောင့်တုံညတုံညကိုကျွန်တော်တို့ကခွန်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကဒီမှာဗာဒိစီထည့်ပေးရမယ်ခွန်ထိတ်စီထက်ထည့်ပေးရမယ်ဟာ sorry ခွန်ထိတ်စီထက်ထည့်ပေးရမယ်ဟုတ်တယ်နော်ဒီမှာဒီ၃လုံးပေါင်းချင်းက၄ဖြစ်ချင်း၄ဒီ၃လုံးပေါင်းချင်းက၄ဖြစ်တာတယ်ဒီ၃လုံးပေါင်းချင်းက၅ဖြစ်တာတယ်ဒီ၃လုံးပေါင်းချင်းက၆ဖြစ်တာတယ်အဲ့တော့ဒီ၃လုံးပေါင်းချင်းခွန်ဖြစ်ရမယ်ဆိုရင်ဒီမှာတစ်ကိုနှလုံးပေါင်းချင်း၃ရရှိရတဲ့အတွက်ကြောင့် ုံညကိုခွန်ပြအောင်ဆိုရင်ခွန်ဒိတ်စီးထည့်ပြရမယ်အဲ့တော့ခွန်ဒိတ်စီးတစ်ချက်နောက်ချက်ရှိပြီနော်အဲ့တော့ကိုဒိတ်စီးခွန်ဒိတ်စီးနော်ကိုဒိတ်စီးခွန်ဒိတ်စီးတစ်ချက်ရနော်ကဲအဲ့တော့နောက်ထပ်တမူကိုဆက်ပြီးတော့သွားမယ် အဲ့တော့နောက်တဲ့တမူကိုဆက်သွားမယ်ဆိုတော့ကျွန်တော်တို့ကနောက်တဲ့တမူကသူကဘယ်ရနေလာတယ်ဆိုတော့ဟောရိယာနေလာတယ်နော်ဟောရိကနေလာတယ်ဟောရိယာနော်ဟောရိက6ရယ်ဟောရိယာ6ရယ်ဟောရိက6ရယ်6 6ဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်တဲ့ဒီလိုတော့နော်ဒီဇောင်း3လုံးပေါင်းခြင်း6 6ဒီဇောင်း3လုံးပေါင်းခြင်း4ဖြစ်ခြင်းကြောင့်သူ့ရဲ့အောက်မှာ4ဒေစီလို့ကြားပြီးတယ် နော်အဲ့တော့ဒီဆောင်းသုံးလုံးပေါင်းချင်း၄ဖြစ်ချင်းကြောင့်သူ့ရဲ့အောက်မှာကျွန်တော်တို့က၄ဒေစီလို့ကြပေးသလို၄၃၄ဒီဆောင်းသုံးလုံးပေါင်းချင်းက၄ရဲ့၃ရဲ့၄ရဲ့ဒီဆောင်းသုံးလုံးပေါင်းချင်းကလည်းကျွန်တော်တို့ကတစ်ဖြစ်ချင်းကြောင့်၄ရဲ့၃ရဲ့ပေါင်းလို့ခွန်ရင်၄ရဲ့ပေါင်းတော့တစ်ဒီဆောင်းသုံးလုံးပေါင်းချင်းကတစ်ဖြစ်ချင်းကြောင့်တစ်ထိတ်စီလို့ဒီဘက်မှာကြပေးထားတယ်ဟုတ်ပြီနော်နော်တို့ကတော့ကိုထိတ်ပါရဲကဲအဲ့တော့ကြိုက်တယ်ဆိုတော့ထိုး နော်အဲ့တော့ဒီဇောင်းသုံးလုံးပေါင်းချင်းကကိုဋိဆို90ရဲ့95ရဲ့ထို90ရဲ့95ရဲ့95တဝက်ကိုတင်ထိုးမှသိရတယ်အဲ့တော့အဲ့တော့ဒီဇောင်းသုံးလုံးပေါင်းချင်းကတစ်ဖြစ်ချင်းကြောင့်တိထိတ်စီလို့ကြာတယ်လို့ဒီဇောင်းသုံးလုံးပေါင်းချင်းကကျတို့ဘာဖြစ်မလဲ2ရဲ့9ရဲ့10ရဲ့ဒီဇောင်းသုံးလုံးပေါင်းချင်းကဘာဖြစ်မလဲ2ရဲ့9ရဲ့10ရဲ့ဒီဇောင်းသုံးလုံးပေါင်းချင်းက2လို့ဖြစ်ချင်းကြောင့်သူ့ရဲ့အောက်ဘွဲမှာနှစ်ထိတ်စီလို့ကြာပြရမှာဆိုကျွန်တော်တို့နောက်ထပ်နှစ်ထိတ်စီတပါ9ထိတ်စီ9ထိတ်စီနှစ်ထိတ်စီမှတ်မိမှာနော် ကိုကိုချောက်ဒီဇောင်းလုံးပေါင်းချင်း၄ဖြစ်ချင်းကြောင့်တွေ့ရအောင်မှာ၄ရည်သည့်ဒီဇောင်းလုံးပေါင်းချင်း၁ဖြစ်ချင်းကြောင့်၄၃၄ဒီဇောင်းလုံးပေါင်းချင်း၁ဖြစ်ချင်းကြောင့်တွေ့ရအောင်မှာ၁ထိပ်စီအဲ့တိုင်းထက်ဆင်းမဲ့၂၉၁ဒီဇောင်းလုံးပေါင်းချင်း၂ဖြစ်ချင်းကြောင့်တွေ့ရအောင်မှာ၂ထိပ်စီလို့ထက်ဆင်းမဲ့ဆိုရင်ကျွန်တော်တို့ကနော်၂ဖြစ်ချင်းကြောင့်၂ထိပ်စီလို့ဆင်းမဲ့ဆိုရင်ဒီညနေမှာကျွန်တော်တို့က၂ထိပ်စီအဲ့တော့၂ထိပ်စီတစ်ချက်ထည့်ပေးပါဒီဘက်မှာပေါ့နော်နှစ်ထိပ်စီတစ်ချက်ထည့်ရေးမယ် အဲ့တော့ဂုတ်ခွန်နဲ့ထိတ်၃လုံးထိတ်စီး၃လုံးတော့ရပြီအဲ့တော့ brake line ကသူကလွယ်တယ် brake line ကလည်းရှင်းရှင်းလေးအပင်စိုးဇာကလေးပါနော်ကျွန်တော်ကအပင်စားဆိုင်ကြီးဆိုကျွန်တော်အယမ်းဝန္ဒနာပါဒီကောင်ကဘလို့လာလဲဆိုတော့ဒီနှလုံးပေါင်းခြင်းနဲ့၃၆နှလုံးပေါင်းခြင်းက၉ဖြစ်ခြင်းကြောင့်၉ရဲ့ပါဝါတဲ့၄ brake ကတဲ့သူ့ရဲ့အောက်မှာဆင်းပြရဲဆိုတော့၄၀ဆိုပြီးတော့ဆင်းတာဒီနှလုံးပေါင်းခြင်းကို၃၆နှလုံးပေါင်းခြင်းကို၉ရဲ့ပါဝါ၄ brake က၄၀ဆင်းတယ် နော်အဲ့တော့နောက်တော့မှကျွန်တော်ကိုလေးနှလုံးပေါင်းချင်းက3 3ရဲ့ပါဝါက8 8ဘရိတ်ကကျွန်တော်မိတ်ဆွေအားလုံးပဲတစ်ခွန်ဆိုပြီးတော့ဆင်းတယ်ဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အတိုင်းပဲကျွန်တော်တို့ကဆက်ပြီးတော့ဆင်းမယ်ဟုတ်ပြီအဲ့တော့ဒီမှာရတဲ့ဒီနှလုံးပေါင်းချင်းက8ရဲ့8ရဲ့နှလုံးပေါင်းချင်းက9လို့ရတယ်9ရဲ့ပါဝါက4 4ဘရိတ်ကဒီညနေမှာဆင်းပါလားဆင်းမယ်ဆိုရင်ဒီညနေမှာ4ဘရိတ်ထပ်ပြီးတော့ဆင်းပြရမယ်အဲ့တော့ကျွန်တော်တို့က4ဘရိတ်ဆိုတော့ကျွန်တော်တို့ကဝင်နေဖြစ်ပြရမယ် ဘရိတ်ကတော့ကျွန်တော်တို့က၄ဘရိတ်ပေါ့နော်၄ဘရိတ်အဲ့တော့ main ကွက်ထဲမှာကျွန်တော်တို့က main ကွက်ထဲမှာနည်းနည်းဝင်နေဖြစ်တယ်ဗျာနော် main ကွက်ထဲမှာကျွန်တော်တို့က၉၅တကွက်ထည့်ထိုးမယ်အဲနောက်ကကြတော့ကျွန်တော်တို့က၂ဘူးတကွက်ထည့်ထိုးမယ်နောက်ကကြတော့၄၀တကွက်ထည့်ထိုးမယ်နော်ဒါကတော့အဓိက main ပေါ့နော်ဒါအဓိက main မှာအားမယ်ပေါ့နော်ခပ်ပွားပွားလေးတော့အားပဲဒါထုံးစံရအောင်နော်အဲ့တော့နောက်တစ်ခါကျတော့ကျွန်တော်တို့က ပါ90တကွက်80တကွက်95တကွက်အဲနောက်ကကြတော့25တကွက်အဲနောက်ကကြတော့90 95 25နော်ခွန်တော်ညခွန်က69ငါပြီးပါ යි 22 9 20တကွက်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ20တကွက်အာမယ်ပေါ့เนาะခပ်ပပအာမယ်ပေါ့เนาะဒီကနေ့ ကျွန်တော်တို့၈ကွက်ပဲထူရမယ်။ကိုးငါးနှင်းနဲ့၄၀အဓိကမိန်ကွက်တော့တုံးမယ်။ကြံတဲ့ဟာတွေကျွန်တော်တို့အဓိကဒူမိန်နေနဲ့ထူမယ်နော်။သွားမလျှော့နဲ့နော်အရင်မလျှော့နဲ့နော်။ဒီညနေ၄နာရီခွဲမှာဒါပဲဆုံးမယ်။လေကိုပရိတ်ရန်နဲ့ဒီကြောင့်မိန်ပရိတ်တဲ့လေကိုပရိတ်ကရန်နဲ့ကဲကဲအဲ့တော့ကိုကြိုက်တာကိုလို့ပါကျွန်တော်ရှိမှာကျွန်တော် channel မှာတော့ရှင်းတယ်ကိုကြိုက်တာကိုလို့ကျွန်တော်ပြတဲ့ဟာကိုလည်းကြည့်ကြည့်တော့ကြိုက်တယ်ဆိုရင်လို့မလည်းမကြိုက်ဘူးဆိုရင်ကြော်သွားဘာမှမဖြစ်ဘူးဟုတ်တယ်လေ ုတ်တယ်မလားဘလူးမအသေးအတန်သိကြကြီးအဲဒါကြီးထိုးမထိုးမရဘူးထိုးထိုးရမယ်ဆိုဘလူးမအသေးညက်ကြီးကိုတိုက်တွန်းထားတာမဟုတ်ဘူးကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့နော်ဟုတ်ပြီအဲ့တော့ကြံသုံးချိန်လိုက်ရမယ်ဇာတုံးမှုွေလိုချင်တယ်ဆိုရင်ကျွန်တော်6683666ဒီဟာဖုံးမစိတ်ကနေဟိုင်းလိုက်နော်ဟိုင်းလိုက်ပါအဲ့တော့ကျွန်တော်ပို့ပေးပါမယ်အဲ့တော့ရှေ့ဘက်ကကျွန်တော်ဟိုနေပါတော့ကျွန်တော်ရှိမှာဟိုနေပတ်သိရတဲ့အကိုတွေမတွေတဲ့ယူမယ်ဆိုရင်ပြန်ပြီးတော့ပြန်ဟိုင်းပြီးပါเนาะဟိုင်းပြီးမှကျွန်တော်ကဏ္ဍမှုမှာပါမိုင်းကဏ္ဍမှုပါဘူးเนาะအဲ့တော့ အဲ့တော့အားလုံးပဲဒီညက်နေမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲထိုးတဲ့ကဏ္ဍနဲ့ထွက်တဲ့ကဏ္ဍနဲ့သက်သက်လေးကြပါစီဗျာ။ကြည့်အားလုံးအားလုံးပဲပါနေပါညှင့်လေးကြမှာပြန်တွေ့ကြမှာနော်။နောက်ရက်ကြမှာကျွန်တော်မိတ်ဆွေအကူမတွေနဲ့ပြန်တွေ့ကြမှာနော်။ကြည့်အားလုံးအားလုံးပဲပါနေပါဗျာနော်။